ဟယ်လိုမင်္ဂလာပါထိုးချန်နယ်လေးကနေပြီးတော့ဇေယျဥကလေးမာတညတာဆိုတဲ့ကြောင်းလေးကိုဖတ်ကြတော့မှာမင်းနော်ပြောရရင်တော့ဝါဇူလာပညာပေါ့ဗျာကျုံနံမေကမောင်ကင်းလို့ခေါ်တယ်အရက်ရှိပြီးတရုတ်ဆောင်ကင်းကောင်နဲ့တွားတူတယ်လေအရက်ကတော့ကင်းကောင်လို့ခေါ်ကြတယ်နောက်တော့ကြောင်ညာတကုမှာကင်းကောင်ကိုမောင်ကင်းလို့ခေါ်ရတာကကြက်ကိုပါအားလုံးကမောင်ကင်းမောင်ကင်းနဲ့ခေါ်ကြရတာနေမောင်ကင်းဖြစ်သွားတယ်ဆိုပါတော့နံမေရင်းတော့ရှိတယ်ဗျထားလိုက်ပါအဲ့ဒါကအရေးမကြီးပါဘူး တောတူရွာကလေးကနေမြုပ်ကလေးတမျိုးနဲ့မနီမဝေးရွာကလေးပေါ့စပေးစီရင်တနာရီတာလောက်စီးရတယ်လမ်းလျှောက်ရင်တော့နှစ်နာရီလောက်ခြေသွင်းရင်တော့တနာရီကျော်လောက်သာလျှောက်ရတယ်စပိန်လူလာပြောရတာအဲ့ဒီတော့မှာကျွတ်တို့စီမှာဆိုင်ကယ်တွေမပေါ်သေးဘူးဗျစပိန်တောင်လူတိုင်းစနေတာမဟုတ်ဘူးနွားလဲတို့စပိန်တို့ကိုအားကိုးရတော့အခုခေတ်လိုထော်လာကြီးတို့ဆိုင်ကယ်တို့ကမပေါ်သေးဘူးဘာလို့လာရင်နေမတိုင်ခင်ကတည်းကမြို့ဝတငယ်ချင်းအိမ်ကိုတွားကြတယ် သူတို့အိမ်မှာလာပြီနေဝါဆိုတငန်းကတ်တယ်ဗျ။ကျတော့လေဝမ်းကူကြတာပေါ့နောက်တော့အလူပြီးတော့ညနေပဲရွှေရင်မော်ဖျားပဲတက်ပူးကြတယ်ဒါဗီနေဆိုတော့ဖျားမှလူစီချက်ပဲဗျာဈေးဆိုင်တွေကလည်းပေါ်ပြီးမသိရင်ဖျားဖို့လို့ဖြစ်နေတာကျွန်တော်တငယ်ချင်းတစုလည်းအဲ့ဒီဖျားပူပြီးအေးစစ်စစ်ပျော်ပျော်ပါနေကြတာပေါ့ဇလန်းကအိမ်ပြင်းနဲ့ခါမှာစတာပဲဗျို့ဟေ့မောင်ကင်တွေးမှညိုက်ပြီးမနေ့ကမှပြန်ပေါ့ကွာမောင်ကင်းကခေါင်းကလိုက်တယ် မဖြစ်ဘူးကွာငါရွာရောက်ပြန်မှခင်မယ်မနေ့ပြန်လာပြီကြော်တည်းရဲ့ဆိုတော့တို့ရမှာဟွာဆိုဘက်ခုတ်ဝက်ရှိတယ်ကွာအေးလေမင်းညင်မဲ့ဆိုတော့လည်းပြန်ဖို့လမ်းရောက်ပြန်မှာမဟုတ်လားမင်းညရာရီတော့ကွာငါမှစပိတ်ရှိလို့လားဖះမပြန်စင်လာတော့ညနေ6:00နာရီထိုးနေပြီတနေ့လုံးနေက ကြွကြွလွတ်လွတ်ပူပြီးညနေဆောင်တော့မူသောတိမ်လိုက်တွေက အနောက်ဘက်မှာတက်လာကြတယ်သူတို့ဒေတာကညမပြီးအောက်ပိုင်းဒေတာမျိုးဝေးရီမှာမိုးကအရန်ကောင်းနေတယ် တငယ်ချင်းအိမ်ကိုပြန်ပြီးအထုပ်ပိုးများပြန်ယူရတယ်။အထုပ်ပိုးဆိုတော့လေညံစမ်းပါပါမို့။လွယ်တလုံးနဲ့အဝတ်တစုံသာဖြစ်တယ်။ဒလိတ်သမီးနဲ့ဓမြောင်ကလေးကတော့အမြင်သွားလျာတက်သွားနေကြ။နောက်များကြနေပြီသား။မင်းမိပါမလားငါကောင်းရ။တငယ်ချင်းမိကိုခေါင်းနဲ့ဖြေလိုက်တယ်။မိပါရဲ့ကွာငါညဉ့်ညလျှောက်ရင်ည၈နာရီတူကြီးကဘူပြန်ရတော့ပါလေ။တတိလက်ထောင်းကွာ။အောက်မလေးကွာဒီလမ်းတွေကငါသွားနေကြပါ။ငါချီရီကြီးပဲ။ အဲ့လိုပြောပြီးနောက်တငယ်ချင်းအိမ်မှာခြေလက်ကျကျကြီးများကင်မြန်မြန်ပြတ်ထွက်ခဲ့တယ်။မြန်မြန်မတော်လို့ကလည်းမဖြစ်။ရွာတို့မနေ့ကအမီရောက်အောင်သွားရမယ်။ရွာမှာရှိတဲ့ချစ်သူကမနေ့ကဝါဆိုပန်းကူပွဲမှာအတူတူခူးကြမယ်ဆိုပြီးတော့ခရီးပေးထားတဲ့ပြင်ခက်မမြန်လမ်းလျှောက်ခဲ့လိုက်တယ်။သူ့ကိုယ်သူလည်းအပြစ်တင်မိတယ်။ဘာလို့နောက်ကျမှပြန်ရတယ်လဲဆိုပြီးတော့ပေါ့။နောက်တော့ရွာမှာစောင့်နေတဲ့ချစ်သူမျက်နှာကိုမြင်ရောက်ပြီးအသက်သွားပြန်တယ်။ ဖျားပေါ်စီမှာချစ်သူတော်ဝဲခဲ့တဲ့ပွာချုံတဲ့လှလေးကိုလည်းချစ်သူအားပေးချင်နေမိပြီ။ရွာသူသားတီကားလမကြီးပေါ်ကိုတက်လာခဲ့တော့မိုးသားတိမ်လေးများကမှောင်မှန်နေပြီးလျှက်စည်းလျက်နှွေများကလည်းတပြိုင်ပြိုင်နဲ့မြင်တွေ့နေရပြီ။ကဝိုးကျင်ကတဖြည်းဖြည်းမောင်ကျလာတယ်။ကားလမကြီးဟာစပိန်ကျုံအလဲကျုံများရှိမလားကိုကြည့်လိုက်တော့လေတူတယောက်ထဲတာဖြစ်တယ်။မိုးကလည်းကွာအဲ့လိုရေရွတ်လိုက်ပြီးတော့လမ်းလျှောက်နေတဲ့ခြေလမ်းကိုအချိန်မြင့်လိုက်တော့တယ်။ မိုးသားများကတရရိပ်နီးကပ်လာပြီဖြစ်တယ်။မကင်းကလည်းအပြေးတစ်ပိုင်းလမ်းလျှောက်လေရာကနေမြို့အတွက်တုံးတန်ကလေးကိုကြော်ပြီးတဲ့အခါမှာတော့ကားလမ်းမစီကလူပြတ်သွားပြီဖြစ်တယ်။ကားလမ်းနှစ်ဘေးမှာကွန်းပင်များ၊ညိုင်းများ၊တောင်းငယ်ကလေးများသာရှိတော့တယ်။ထိုသားလမ်းမကြီးကကြီးရချင်းဆက်လမ်းဖြစ်တဲ့ဖြင့်ကားလမ်းမကြီးတစ်ဖက်တစ်ချက်ဟိုးအဝေးစီမှာကြီးရကလေးများကိုမိတက်လက်လက်နဲ့ဖလန့်မြင်နေရတယ်။အော်ဝေါ်လက်ဆောင်နေရင်တိတ်နားလေးက သူ့ကိုဖုံးအောင်သွားတယ်ထို့သူမိုးကလည်းအော်ရန်ဂျီပေးကတေးလာတော့တယ်ပဝန်းကျင်ကချက်ချင်းမောင်းလိုက်သွားသည်မို့မောင်းငင်းကလက်လက်တံမေးကိုပို့လိုက်ပြီးနောက်ရွဲကိုရင်ပတ်ရွဲပိုက်ကကြီးရတော့တယ်ထို့သောမိုးရဲ့အမြန်တုံးကို မောင်းငင်းလိုက်မမီတော့မိုးကတဲချင်းပဲချင်းရွာချတော့တယ်တမိုးကလည်းရေပါလွန်းတစ်ပြင်းဆယ်မိခန့်ရွာချလိုက်တော့အခါတလမ်းမကြီးတခုတော့ရေးလာမှုသွားတော့တယ်ဘော့တီပေါင်နေပြီးတော့ရရဖို့ကလည်းအတော်လိုလေးတယ် အိုမန်ချင်းဆိုတနားရီတတာရှလာမိဖြစ်တယ်။သို့တော်ဒီလိုမိုးရောင်မျိုးနဲ့ဆိုအင်္ဂါရီတောင်ရောက်နိုင်ခြင်းမသေးကြဘူး။လမ်းမှာရေရည်နဲ့ရှောက်ခတ်လာတယ်။တကူလုံးလည်းမိုးမြင့်ပြီးကျက်ဆုပ်ဖြစ်နေသည်။မိုးတဲလို့နေပြေလမ်းကိုလည်းတိတ်မမြင်ရတော့ဓမီးကလည်းတိတ်မတိုးတော့ဘူး။တနည်းအားမိုးကမှထင်နေ။သူသေးလိုက်သည့်အတိုင်းအရှိမရွာနေရာသို့သွားသည့်ဇန်ဝဲကလေးတစ်ခုရှိရဲ့။ထိုလမ်းကွက်ကလေးနေမှာဇီးရဲကလေးတစ်ခုရှိတယ်။ဇီးရဲနီးမှာတိတ်ပင်တိတ်ပင်လည်းရှိတယ်။ ခီးသွားများနားနေနိုင်ရအတွက်ရည်ရွယ်ပြီးစောက်ပေးထားစီဖြစ်တာပေါ့မောင်ကင်းလေထိုးစရဲ့အတွင်းဝန်တင်မိုးအသင့်ကိုတခြားစဉ်းစားလိုက်တယ်ဘိုးကလည်းတော်တော်သေးနေတယ်မို့မိုးဆက်တဲ့အချိန်ကိုဇေယျတော်ဝန်ကစောင့်လိုက်ပြီးမိုးဆက်သွားမှရွာတော့ပြန်ပြီးတော့ဆုံးဖက်လိုက်တယ်ဒါကြောင့်ဇေယျကလေးပေါ်သို့ပြေးတက်လိုက်တယ်စီကလေးမှာအနှဲငယ်မိမြင်လေးဆောက်လို့တာပြီးအုတ်လေကတုံးထွင်နေတက်ရလေအကာရန်ဟုကြီးကြီးမားမားမရှိပဲဒူးလောက်တာတာတက်သားဆောင်ကလေးများကိုဘောင်းအဖြစ် ပပလည်းရိုက်ထားတယ်။နှစ်ပင်ဆိုင်ရှိသည့်ဇီးရဲကလေးဖြစ်သည်မူအတန်ငယ်ကျဲဝန်းတယ်လို့ပြောရမယ်။ဇီးရဲပေါ်သို့တက်လိုက်ပြီးတိုင်တစ်ခုကိုမှီလိုက်ခါလမ်းမပတ်တို့ငေးကြည့်နေလိုက်နေတယ်။အဝန်းကျင်ကလူတယောက်မှမရှိဘူး။ဇီးရဲအတွင်းတွင်လည်းမှောင်မဲနေတယ်။မိုးကအတော်ကောင်းနေ။လီယောမိုးရောချသည်မူပြဲ့ပင်ကြီးကတရှက်ရှက်နဲ့ရိန်ထိုးနေသည်မှာမကောင်းဆိုးရွားတကောင်က ကနေတယ်လို့ဖြစ်နေတယ်။ချို့တူဇီးရဲကောင်ဖို့ပေါ်ရှိပြပြတချို့မှာအတန်တွေကွာပြီး တတိုင်းတိုင်းနဲ့လေတိုက်တန်းစုညံနေရော့တယ်။မောင်ကင်းကတရဲတော်ကြောက်တတ်တယ်။ရွာလမ်းမှာအမဲသွားလာနေဘူးတော့လေ။ယခုလိုညနေမှာတော့တခါမှမသွားဘူးလေဘူးညနေမှာထွက်လာသည့်ကိုကုတ်ကူလည်းအဖြစ်တင်နေမိတယ်လက်တွင်ပတ်ထားသည့် digital လက်ပနိုင်လေးမှာမိထွန်းသောကလုတ်ကိုနှိပ်လိုက်ပြီးနိုင်ကိုကြည့်လိုက်တယ်အစင်ကညခွန်နိုင်ကြိုလေးလာရှိသေးရဲ့မောင်ကင်းလည်းမိုးစဲရနာဆူတောင်းနေမိတယ်သူစဉ်မောင်ကင်းရဲ့ပခုံးကိုအစ်စတီလက်ကြီးတကူကလာပုတ်ခတ်လိုက်တယ် မောင်ကလည်းသူပကောပုခကန်အတီကိုတီးလိုက်ပါတယ်။တိုးတော်လက်မကြည့်ရသေးဘူး။တေချာဒီကတော့တရေလက်ကြီးတစ်ခုဖြစ်သည်ကိုတီးလိုက်ရတော့ကြောင်ဖြစ်တယ်။သူလက်မကြည့်တဲ့ပြင် လက်ကြီးကသူ့ကိုနောက်ချက်ထပ်ပုတ်လိုက်တယ်။လဝါကြီးကအေးဆက်ပြီးကြံတန်းလာတယ်။ဟဲ့ကောင်မောင်ကသူ့မျက်မြီခိုရန်ကြတော့မောင်ကင်းကတုံတက်သွားတယ်။ကြည်စမ်းတရေကြီးကငါသူ့မျက်မြီကိုတိနေပါလား။မောင်ကင်းမောင်ကင်းမောင်ကင်းလည်းကြောက်ကြောက်နဲ့လှဲ့ကြည့်မိလိုက်တယ်။ သူ့နောက်မှာလူမမဲကြီးကငုတ်တုတ်ထိုင်နေနေတယ်။ထိုလူမဲကြီးမှာလူကောင်ထွတ်ထွားနဲ့ဝဝကြီးဖြစ်ကာဒုတိပတ်ထောင်ပြီးထိုင်နေတယ်။ခမညာမင်းမဖြစ်နေရလဲငါပါကွာ။ဒီတော့မှမောင်ငင်းကအရင်တမ်းမီးဖြင့်ထိုးပြလိုက်တယ်။အိုးဥဝကြီးပါလား။ဥဝကြီးကမောင်ငင်းနဲ့ဆွေရွမကင်းတော်သူဖြစ်တယ်။ရွာမှာလူမဖြစ်တယ်။အသားမဲမဲလူကောင်ကထွတ်ထွားနဲ့ဖြစ်ပြီး ဟွာလန်းတီမှုဥဝတ်ကြီးဟူတာရမလူများခေါ်ကြတယ်။မောင်ခင်းနဲ့လည်းအတော်ရင်နေပါလေ။လန့်တော်လာပဲဗျာ။ဒါနဲ့ဥဝတ်ကြီးကအမောင်ကြီးရဲ့ဘာထိုင်လုပ်နေရလဲ။အမောင်လေးဆိုငါ့မှာလမ်းမတမ်းမိမှမပါတာပဲကွ။အော်ဟုတ်တော့လေဟုတ်တာပဲ။ပဝန်းကျင်ကမောင်မိုက်နေသည်မောင်ခင်းကလည်းတရေကြောက်ပြီးဇေယအတွင်သို့ဝူဝတ်မကြည့်တီမှုဇေယအတွင်ရှိဥဝတ်ကြီးကိုမမြင်လိုက်ပါဘူး။နေပါဦး။မိုးချုံနေပြီမင်းကဘယ်ရပြက်လာတာလဲကွ။ဟာဆိုတငန်းကဲညနေတော့ရွှေမြော်ပြပူပြီး မနက်ပြန်ဝါစုပန်းကူအမီရွာပြန်လာတာပဲဒါနဲ့ဥဝကြီးကရောဘာလို့နေရလဲငါလည်းရွာပြန်မလို့ကွဒါနဲ့မင်းတွေထဲဘာတွေပါလဲကွမှန်ဆန်ကြည့်အောင်ဥဝကြီးကသူ့လေကိုလူယူပြီးနောက်မွေးနောက်ကြည့်လိုက်တယ်တွေ့တဲ့မှာဓမြကိုမြင်တော့ဥဝကြီးကတစ်ချက်ထိတ်လန့်သွားတယ်ဒီဘွားလေးကလှသားဟအေးမှုဖို့ထင်တယ်ဟေးဥဝကြီးကလည်းတည့်ရသားနဲ့အေးမှုကငါမင်းဘက်ကအမျိုးကွဒါနဲ့မင်းအေးမှုကိုအတိကျန်တာလား မောင်ခင်ကောင်းနေလိုက်တယ်အတီးပြအေးပါကွာကောင်းမလေးကပါတဆိုးလေးပါမင်းနောက်ပိုင်းသူ့ကိုတည့်ချဘူးဆိုင်ပါကွာဒါနဲ့မင်းစီမှာစားစရာလေးပါလေမပါဘူးလားဘိုက်စာလို့ကွာမပါဘူးပြဥပကြီးမျက်နှာမှိုက်ကျသွားရဲ့ဒါနဲ့မင်းရောက်လာတော့ငါအရှိသွားတယ်တိလားဘာလို့လဲပြဒီစရက်ကတည့်ရဲ့ရဲ့ချောက်တယ်လေကွာထိုင်နေတိမောင်ခင်ချက်တိများတစ်ဖြန်းဖြန်းထလာတယ်အပြင်မှာလဲမိုးကတဲထန်စာရရနေတယ်တဲရဲရှိတယ်ဟုတ်လား အေးကွာအရင်တော့ကတပြတွေကတို့ရွာကဥပုမန်တို့အိမ်ကိုတမ ्या တိုက်ပြီးသူတို့တမီတာဆိုလို့ဒီတိခေပင်မှာကျိုးတုပ်တနက်နဲ့ပြစ်ခဲ့တာလေอืมကြက်ကြားမှုတယ်အဲ့ဒါကြားပါပဲနောက်ပြီးတမ ्या အေးမောင်ကိုမကြားဘူးတယ်မလားတမ ्या အေးအောင်ကိုရဲတွေလိုက်တာနောက်ဆုံးဒီတိခေပင်ကြီးအောက်မှာပဲရဲတွေနဲ့အပြက်လဲပြစ်ခတ်ကြရင်တိတော့ချရဲဆိုတာမလားအေးအေးအေးမောင်ကမကြက်ဘူးကွာမောင်ငင်ကရေကိုမြူချလိုက်တယ် နေပါအောင်ဥဝကြီးကကျွန်တော်ကိုကြောက်အောင်ခြောက်နေရလားကျွန်တော်ကတည်ရင်ကြောက်တတ်ဘူးဗျမောင်ငင်းက तू မကြောက်တတ်ဘူးလို့လိန်ပြောလိုက်ရတယ်စိတ်ထဲမှာတော့အလိုကြောက်နေပြီဖြစ်တယ်ဥဝကြီး ਨੇ ကိုပြောတီပြောပြောရင်အချိန်နဲ့ကုန်ခဲ့တယ်လက်ကနိုင်က9နိုင်ကျော်နေပြီဖြစ်တယ်ဘိုးကဆဲသွားလိုက်မောင်ငင်းပြန်ပြီးတော့နေပြန်သေးလာလိုက်ဖြစ်နေတယ်တော့ဒီညာဒီမာရတီကနိုင်ရမလားမသိဘူးကွာအိုးဘာလို့လဲဗျာမိုးဆက်ရင်သူပြကြမယ်နိဥဝကြီးကကောက်ခါလိုက်တယ် ဒီမိုးနယ်ဆိုရွာဝန်တမန်ချောင်းကရေရှမ်းနေမှာကသူပြောမှစဉ်းစားမိတယ်တမန်ချောင်းဆိုဒီကရွာဝန်နားမှာရှိတယ်ချောင်းတရားကဝါနဲ့သာမခိုင်မခန့်ကလေးပြုတ်လုထားတယ်ထို့တရားကလေးမှာလူညာသွားကြတယ်တယ်သမားများကတော့ရွာကိုပတ်ပြီးတော့ရွာနောက်ဘက်မှာတောင်းဝန်ကြတယ်ထို့တိုင်ရွာကိုပတ်နေမယ်ဆိုရင်အချင်းကြဒီကိုလမ်းလျှောက်သူများကတမန်ချောင်းကိုသာဖြတ်ပြီးတော့သွားကြတယ်တမန်ချောင်းကမိုးများနေရေကြီးရေရေစီးကလည်းလွန့်တန်နေ ကုမိုးတိုင်းဆိုတမန်ချောင်းရေပြည့်နေပြီဖြစ်မယ်။ဒါဆိုလည်းဥဝကြီးဟာဒီညတညနာပြီးအာယုံမတက်ခင်ပြန်လာပေါ့။ဒီဆိုနေတိဝင်များကိုရင်းညစ်ချလိုက်တယ်။ရေအတွင်းမှာအလိုမတိုင်ငွေဝတ်ထားသည်လေးကအဝင်များကကြွတ်ကြွတ်အိမ်နဲ့ထုတ်ထားတဲ့ပြင်ဘုံမဆူနန်းစော်နေတော့လေအဲ့ဒီအဝတ်ကူသာပြန်မယ်ပြီးတော့ဝတ်လိုက်တယ်။ဇီရတချို့နေရာမှာခေါမိုးပေါက်နေတဲ့ပြင်ရေကတဒါတော့ကျနေတယ်။ညတကောင်ကြော်ပြီးမိုးပါဆဲသွားတော့လေတပွက်ပွက်ကျနေတယ်။ ထိုအချိန်မှာတော့ရွာကမကြန့်ကျင်တော့အဘက်ဆောင်ဆိုတော့ရွာမရခင်တော်တန်ကလေးများကိုဖျက်ရအောင်ပဲဖြစ်ပြီးထိုတော်တန်ကလေးကိုဖျက်သည့်တဲ့အခုစီရဲမှာဥဝက်ကြီးနဲ့အတူနေရသည်ကပိုလုံချုံတယ်လို့ခန်းစားလိုက်ရတယ်။မောင်ကင်းကအိမ်မပြောတဲ့ခင်တောင်တင်းမြောင်တွေစဉ်းစားနေတော့လေဥဝက်ကြီးကတခေါခေါနဲ့အိမ်မောကြနေရဲ့။ထိုစဉ်ခေါင်းမိုးပေါ်မှာတဒုံဒုံနဲ့အတန်ကြားရတယ်။မောင်ကင်းလည်းကြောက်လန့်ပြီးရေလုံးဖြူကြည့်လိုက်တယ်။ဟဲ့ကအိမ်မငြိမ့်နေနော်။ဥဝက်ကြီးအော်လိုက်တဲ့အခါ ထိုတန်ကတိတ်သွားတယ်။ဟာဥဝကြီးကလည်းတကားနဲ့ခေါင်းမိုးနဲ့ရိုက်တာဖြစ်မှာပါ။မဟုတ်ဘူး။မောင်ကြီးအဲ့ဒါအေးမောင်ငါတို့ကိုနှောက်ယှက်ရှင်နေတာ။အေးမောင်ဟဲ့ကမင်းနဲ့ငါရမ်းဖြစ်ရှင်မှုကအေးစေးနေ။အဲ့နောက်ပိုင်းဘာသာမှမကြတော့ဘူး။မောင်ကြီးကတော့ဥဝကြီးကသူ့ကြောင့်တမင်လုံးနေတယ်လို့ယူဆလိုက်တယ်။အဲ့မပြောပဲမနဲ့သုံးမကြီးကထိုးနေပြီ။ညာတော့ငါရထားတိမှုကသူမဟုတ်တယ်လို့ရိတ်တက်နေတယ်။ဟာတချို့အော်မီတန်များက တဝိုးချင်မှာကြားနေရတယ်။မောင်ငင်းကထိုစီရက်မှာထပ်မနေချင်တော့ပဲ။ဥပကြီးပြန်မယ်ဗျာ။အေးကောင်းသားပဲ။သူတို့နှစ်ဦးရဲပေါ်မှာဆင်းပြီးရွာစီကျိုးချလာခဲ့လိုက်တယ်။မနေ့သုံးနာရီဆိုတော့လဲပေါင်မဲနေတော့ရှိသေးတယ်။မောင်ငင်းရဲ့ဓမီကိုအားပြုပြီးပြန်လာခဲ့ကြတယ်။နှစ်ယောက်မိုးစကားတပြောပြောနဲ့ရွာကိုရောင်မတ်မတိရောက်လာတယ်။ညနေ၄နာရီကျော်ပြီဖြစ်တယ်။အလေးရောင်တချို့အရှိတ်ဘက်မှာထပ်ပေါ်လာတယ်။ရွာမွေကင်းတမန်ချောင်းသားရောင်မကြီးနားမှာ ဥပကြီးကရက်ပြီးနေခဲ့တယ်။တောမောင်ခင်မင်းတော်နဲ့တော့ဥပကြီးကရွာထဲမလိုက်ဘူးလား။အေးငါလုံးဆရာလေးရှိလို့တမန်ချောင်းတရားကလေးရဲ့ကျမ်းပြင်ကိုရေရင်ဖုံးနေသေးတယ်။ညောင်ဆိုတရားလေးတစ်ခုလုံးရေဖုံးနေနေမှာခံမန်းရတယ်။မောင်ခင်လည်းလက်လျှောက်လာခဲ့ပြီးတရားကြော်တဲ့ကဥပကြီးကိုလှည့်ကြည့်လိုက်တယ်။ဥပကြီးကညောင်ဝဲချေရင်ညောင်မက်တစ်ခုမှထိုင်နေတယ်။ရွာထဲဝန်တော်ရွာမအိမ်ညာကနိုးလီကြရဖြစ်တယ်။ဝါဆိုပတ်ကူကူအတွက်ကော စလောရဲအတွက်ပါအိမ်တချို့ကတချို့အိမ်လေးကပြင်ဆင်နေကြပြီးမောင်ကြီးအိမ်ရောက်ရင်ဥဝကြီးတို့အိမ်ရှိမှာထည့်ရတယ်ဥဝကြီးအိမ်မှာလူစီပန်းနေတယ်မောင်ကြီးလည်းအိမ်ထဲကိုလှမ်းဝင်လိုက်တယ်သူဝင်လာမြင်တော့ဥဝကြီးမိန်းမကသူ့ကိုလှမ်းကြည့်လိုက်တယ်ဟဲ့မောင်ကြီးနေဝကြီးနဲ့တွေ့သေးလားတွေ့တယ်လေလမ်းကွာကစီရက်မှာတော့တညာလုံးယူတဲခဲ့သေးတယ်ခုရွာကတောင်သူပြန်လာကြတာဟုတ်လားဘယ်မှာလဲမတိဘူးပြလုံးဆရာရွှေဆိုပြီး ပြပညာဝင်ကြီးစီမှာထိုင်နေတယ်။ဒါနဲ့ဘာဖြစ်လို့လဲ။ညဦးဝက်ကြီးညကြက်မလာလို့နေ။ဩဒါဆိုသူလည်းမြို့တော်တာဖြစ်မယ်။စတော်နဲ့တညာလုံးရှိခဲ့တာ။အဲ့နောင်မောက်ကင်းကအဲ့လိုပြန်လာခဲ့တယ်။ညကကြိုလွှဲခဲ့တဲ့အကြောင်းအမေကိုပြပြလိုက်တော့အမေကစင့်ပူသွားတယ်။တားရဲ့နောက်ဆိုအဲ့လိုအချိန်မတုံသွားပါနဲ့။မောင်ကင်းကရေမိုးချွတ်လိုက်ပြီးနောက်ခဏအေးရစိတ်ကူးတယ်။ဝါဆိုပန်ကူကနေ့လေလောက်မှလုံးပြီဆိုတော့မန္တပိုင်းအဲ့ချိန်အနေငယ်ရတယ်။ဟဲ့တာထားအောင် အမေလုံးလိုက်တော့မှအဲ့ချင်မှုနဲ့ထလိုက်တယ်။ဥပကြီးဆုံးပြီတဲ့။ဟင်။တားလိုက်ရတဲ့စကားကိုမယုံကြည်နိုင်သေးဘူး။ဒါပေမဲ့အမေပြောတယ်မို့သာယုံလိုက်ရတယ်။အမေကစနောက်ပြီးတော့တောင်းမဟုတ်ဒီစကားမပြောဘူး။ဘလို့ဖြစ်ရလဲအမေ။ညာတာအကောင်းကြီးရှိသေးတယ်။ဒီမနက်တောင်အတူတူရွာပြန်လာကြတာ။အဖြစ်နိုင်မှုတဲ့။ညာကဆုံးနဲ့ပြောတာပဲ။ဘလို့ဟုတ်တယ်။တားဟာသူ့မိန်းမကိုပြောလို့သူတို့ထွက်ရှာတော့ရွာပြန်မှလည်းမတွေ့ဘူးတဲ့။ ဒါနဲ့လမ်းတစ်ခွာစီရဲကိုတွားကြည့်တော့စီရဲဘင်းသားကညောင်းကြီးထဲမှာမှတ်ခုန်ကြီးတည်နေတဲ့။ဖေယားဖေယားမောင်ကင်းကမယိုးချင်နိုင်သေးဘူး။ဒါစာဥဝကြီးအိမ်ဘက်သို့ပြေးလာခဲ့တယ်။ဥဝကြီးလောင်းကိုအိမ်ရှိကမ်းမတွင်တွေ့တော့ဒုံကျရရတယ်။ဘယ်ဘလို့ဖြစ်ရတာလဲ။ဆရာဝန်ပြောတော့ဥဝကြီးမှာအလုံးပြကြောကျင့်ပြီးအစီရင်လဲညားနေတယ်တဲ့။အုံတော်ပြကြောကိုအစီခဲပိတ်တာ။အဲ့မှာသူကလည်းလမ်းမညောင်းခဲ့ကြပြီးတည်သွားတာတဲ့။ ဥအချင်းမိမကကြော်ရင်ငိုနေတော့တယ်။မောင်ခင်ညာကြုံခဲ့တဲ့အဖြစ်ကိုမယုံနိုင်သေးဘူး။ဟုတ်မေ။ငါကမောင်လဲမောင်နေရနဲ့။မာလဲမြောင်းတဲ့တံမီးကိုထုံးမကြည့်နေဘူး။ဒါဒါဆိုရင်ငါတွေးခဲ့တဲ့ဥအချင်းကတရေကြီးပေါ့။ပြက်သွင်းပြီးပြီနော်။ကြုံများချမ်းတက်လာတယ်။ဥအချင်းမှာတင်းနေတိကြားထဲမှာသူကြက်တက်တီကိုတီးပြီးတညာလုံးအဖော်အဖြစ်နေပေးယုံလာမက ရာတို့ပါပေါ်လိုက်ပြီးပုတ်ပေးတဲ့ဥွက်ကြီးကိုမြင်အောင်ရင်မောင်ကင်းတရားကိုမျက်ရည်ကျတော့လေညစ်တွေတော့ကြာခဲ့ပြီ မောင်ခင်လည်းအေးမူနေပြီးအိမ်တော်ကြရဲ့ဥဝကြီးကသူ့သူမကို သူ့ကိုအခက်တီတဘောပြောသည်ကိုပြန်ကြားရောက်ဝင်လေအခုခလေးပင်နှစ်ယောက်ရနေပြီဖြစ်တယ်အခုဆိုရင်နှစ်တွေ့ကြခဲ့ပြီမြို့နေရာသူဆိုင်ကနေရွှေခနဲထွက်လာခြင်းနဲ့ရွှေခနဲတော်လာနိုင်နေပြီကိုထိုလန်းနှစ်ခွဆုံးလေးဟာဇရက်မရှိတော့ဒီမှာကြာခဲ့ပြီလန်းနှစ်ခွဆုံးအနီးမှာတော့အရက်ဆိုင်များဈေးဆိုင်များနဲ့စီကားနေတယ်သို့တော်ဇရက်မရှိတော့ပေမဲ့တရက်ပင်ကြီးကတော့ထီထီကြီးကြံနေသေးတယ် ထိုနာတို့လမ်းကြုံပြက်မိတာမောင်ကင်းကတည့်ပင်ကြီးကိုမုံမို့ကြည့်တယ်။ထိုမိုးရွာသည့်ဝါဇိုလာပြည်နေညာကဖြစ်ပြက်ခဲ့တဲ့အဖြစ်ပြက်တွေကမနေ့တနေ့ကဖြစ်ပြက်ခဲ့တဲ့လူမျိုးစိတ်ထဲမှာဆွဲကြံနေသေးတယ်။ဒါပြင်လူမကြီးဖြစ်ပေမဲ့သူ့ပေါ်ရှိရှာတဲ့ဥဝကြီးကိုလည်းကြံပြောင်းတရိယာမိတယ်။ဥဝကြီးရဲ့ကောင်းရမွေရဘဝမှာ အေးစစန်းနေနိုင်ပါစေနော်။အဲ့လိုတည့်ပင်ကြီးကိုကြည့်ပြီးဆူတောင်းနေမိတယ်။ ဇလန်လေးရောက်တယ်ပါပဲเนาะအဆုံးထိနှထောင်ပေးရတဲ့ကျေးဇူးများတင်ပါတယ်ရှင်